်မင်္ဂလာပါရှင်ကတိညူတရင်ဌာနရဲ့ထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါရမရှင်တရုတ်ရဲ့ပံပိုးမှုမရှိဘဲဆေးရဆွဲကမင်းအောင်လိုင်းအာနာဆက်မထိန်နိုင်တော့ပဲအကြံဖတ်မြန်မာဆေးအုပ်စုကိုထောက်ခံနေမှုအပေါ်ပြန်လည်စဉ်းစားရန်မျိုးစီလည်းလွတ်တော်အမှတ်တရုတ်ကိုတိုက်တွန်းလိုက်တဲ့ကြောင့်တင်ဆက်ပေးပါမယ်တရုတ်ရဲ့ပံပိုးမှုမရှိဘဲဆေးရဆွဲကမင်းအောင်လိုင်းအာနာဆက်မထိန်နိုင်တော့ပဲကျန်းပန်းမြန်မာဆေးအုပ်စုကိုထောက်ခံနေမှုအပေါ်ပြန်လည်စဉ်းစားရန်မျိုးစီလည်းလွတ်တော်အမှတ် ဖေးထရိုင်ဗယ်ကတရုတ်ကိုတိုက်တွန်းလိုက်ပါတယ်။အော်တိုဘောလာ၄ရက်နေ့နယူးဇီလန်လွှတ်တော်တွင်မြန်မာအရေးနှင့်ပတ်သက်ပြီးကြားနာစဉ်လေဘာပါတီမှနယူးဇီလန်လွှတ်တော်မှ ဖေးဒရိုင်ဗာကအရင်ကဲ့သို့ထုတ်ဖော်မှုမှာပြောဆိုလိုက်ပါတယ်။လက်ရှိအကြမ်းဖက်မေအောင်လာရဲ့အခြေအနေမှာတရုတ်နိုင်ငံရဲ့ပံ့ပိုးမှုမရှိဘဲအာဏာကိုဆက်လက်ထိန်းထားနိုင်ခြင်းနဲ့ဆက်လက်ရရှိခြင်းမရှိတော့ကြောင်းမေအောင်လိုင်းနဲ့စစ်တပ်ကိုတရုတ်ကထောက်ခံနေခြင်းမှာမြန်မာစစ်တပ်ကကျူးလွန်နေသောဆေးရဆွေးမှုများနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်သောဆေးရဆွေးမှုများတရုတ်ကပါဝင်နေခြင်းဖြစ်ကြောင်းအခုလိုပါဝင်နေခြင်းမှာအင်အားကြီးလေးစားပွဲဖြစ်သောနိုင်ငံကြီးတစ်ခုရဲ့အပြုမှုမဟုတ်ကြောင်း၎င်းကပြောဆိုပါတယ်။ရှေ့ရဆွေးကမင်းအောင်လိုင်းဟာ တရုတ်ရပန်ကိုကုညီမှုမရှိဘဲနဲ့အာနာကိုရနိုင်တော့မှာမဟုတ်ပါဘူး။ဒါဟာမြန်မာနိုင်ငံရဲ့ဆင်ရဆွေးမှုလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝဲမှုတွေမှာတရုတ်ကပါဝင်နေတာဖြစ်ပါတယ်။အဲဒါကတော့အင်အားကြီးမှပြီးလေးစားရတဲ့နိုင်ငံကြီးတစ်ခုရဲ့အပြုမှုတော့မဟုတ်ပါဘူး။ကျွန်တော်အနေနဲ့တရုတ်ကိုပြောချင်တာကမင်းတို့ရဲ့နယ်စပ်ဒေသမှာတည်ငြိမ်မှုလိုချင်နေဆိုရင်မင်းရဲ့အခြေခံအဆောက်အုံလမ်းကြောင်းကိုကာကွယ်ချင်တဲ့တဘာဝတရားစာတတွေကိုအသုံးပြုခွင့်ရချင်နေဆိုရင်ဒါတွေကတရုတ်နိုင်ငံရဲ့နိုင်ငံခြားရေးပေါ်စီပန်းနိုင်တွေဆိုရင်ဒီမုန်တီးစရာကောင်းတဲ့စစ်တဲ့အတွက် ွက်မင်းရဲ့ထောက်ခံမှုဟာမင်းရီမန်ချက်တွေကိုဖြစ်စေနိုင်မလားဆိုတာကိုငါတန်တရားဖြစ်မိပါတယ်တရုတ်နိုင်ငံကိုကျွန်တော်တို့ပြောချင်တာကမင်းတို့ဟာကမ္ဘာပေါ်မှာအလွန်အဆိုးရွားဆုံးစစ်အာဏာရှင်တွေကိုတောက်ပံ့ပေးနေသူဖြစ်တယ်လို့နယူးဇီလန်လွှတ်တော်အမတ် Fair Driver ကအခုလိုပဲပြောဆိုပါတယ်လက်ရှိမှာဆီယနာတင်ထားတဲ့မြန်မာနိုင်ငံဟာစနစ်တကျရာဇဝဲမှုများ ကျူးလွန်နေသောနိုင်ငံကဘာကြီးကိုလိန်လေလှည့်ပြားနေသောကြားဖြန့်ဆန္ဒကြီးတရားမဝင်မှုရေးစေဝါထုတ်လုပ်နေရကြီးဖြစ်ကြောင်းမြန်မာနိုင်ငံနှင့်ဆင်ဆက်မပြတ်တည်ငြိမ်နေမှုများငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီလမ်းကြောင်းပေါ်တွင်ပြန်လည်ရရှိမှသာတရုတ်နိုင်ငံရဲ့ရည်မှန်းချက်ကိုရရှိလိမ့်မည်ဖြစ်ကြောင်း၎င်းကခုလိုပဲထောက်ပြထားပါသည်စနေတကြကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကဘာကြီးကိုလိမ့်လေလှည့်ပြားနေတဲ့ကြားပြန့်စင်တာတွေကဘာကြီးစီကိုတရားမဝင်မှုရဲ့စေဝါပြန့်ချနေမှုတွေအာရှမှာအတင်းအကျပ်နေရွှန့်ခွာရွှေပြောင်းစေတဲ့အရေးမြင့်နေ ရာကမြန်မာနိုင်ငံပြက်လာနေပါတယ်။တည်ငြိမ်မှုရှိတဲ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီပြန်လည်သွားမှသာမင်းတို့ရဲ့ရည်မှန်းချက်တွေနဲ့ပိုပြီးတင့်တော်ပါလိမ့်မယ်လို့နယူးဇီလန်လွှတ်တော်အမတ် Phil Trevor ကအခုလိုပဲတရုတ်နိုင်ငံကိုတိုက်တွန်းပြောဆိုလိုက်ပါတယ်။ဆလဘီရွှေဘိုရင်စစ်ကြောင်းထိုးလာသောစစ်တပ်ကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုစစ်တပ်ဘက်မှ9ဦးသေဆုံးပြီးစစ်သားလေးကိုအရှင်ဖမ်းမိသည့်ရရှိကလက်နက်ကြေးအများနဲ့တင်းစီရရှိရဲ့ကြောင့်တင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းရွှေဘုံမြို့နယ်ရစ်စစ်ကြောင်းတိုးလာသောစစ်တပ်ကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်တပ်ဗမာခုနှစ်ဦးသေဆုံးပြီးစစ်သားလေးဦးအရှင်ဖမ်းမိရရှိကလက်နက်ခဲယမ်းများနဲ့သိမ်းဆည်းရရှိခဲ့ကြောင်းရွှေဘုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်၈တရေမှုဘိုးစွန်ရဲကအခုလိုပဲပြောဆိုထားပါတယ်အန်တိုဘလာနေရနေနဲ့3:30မိနစ်အချိန်တမ33လောက်ကအမှန်8စစ်အခြေခံလက်ကျင့်တဲ့ စာကာတာရှင်မှာစင်အရာ60နဲ့ထွက်ခွာလာသောစစ်တပ်စစ်ကြောင်းကရွှေဘိုမြို့တောင်ဘက်မှာကိုဘရာသာယုံမှတဆင့်တက္ကနန်ကျေးရွာအတွင်သို့ဝင်ရောက်လာကြောင်းရင်းနေနနက်6:30မိနစ်အဆိုပါစစ်တပ်စစ်ကြောင်းကတော်လန်ရေးတပ်များကဝိုင်းဝန်းပန်ပူပေါင်းတိုက်ဆုပ်ခဲ့ရာအော်တိုဘာလ2ရက်နေ့မိုးလယ်12:30မိနစ်အချိန်မှာတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းစစ်တပ်ဘက်မှတက်တက်ကြီးစံတွေ အပောင်ဝင်း9ဦးသေဆုံးပြီးစစ်သား10ဦးခန့်တရားရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒါပြင်စစ်တပ်ဘက်မှတကြက်အစင်တဦးစစ်မှုရဲတပ်သားတဲ့ပါစအစင်3ဦးကိုလည်းအရှင်ဖမ်းဆီးရရှိခဲ့ပြီးလက်နက်ကြဲများလည်းတင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ရရှိသောလက်နက်ကြဲများတွင်60မမကွန်မန်ဒိုပြောင်းတလက် MA3 တလက် MA1 တလက်60မမအဖူတပ်ဖို့ RPG ခွန်အဖူ2ဖူးကြောလက်ကြမ်းမတစုံ9.56ရှိ ကြည်တရာတောင်းသိန်းစီရရှိခဲ့ကြောင်းသိရှိရပါတယ်။ဆိုပါစစ်စင်တိုက်ပွဲကိုရွှေဘိုကရိုင်တရင်15 28 23 26 903ကြောင်းတူကဲသားဝေကန်နဲ့ရွှေဘိုကရိုင်အမှတ်လေးတရင်ရွှေဘိုမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တိုက်နယ်ကပြည်သူ့ကာကွယ်ရေးအဖွဲ့တောဘုံပြည်သူ့ကာကွယ်ရေးအဖွဲ့ Northern Tiger Group ပြည်သူ့ကာကွယ်ရေးအဖွဲ့များကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အထိနာသွားသောစစ်တပ်မှအော်တိုဘားလ၂ရက်နေမုန်းလွဲတနားရီချိန်မှာရွှေဘုံမြို့နယ်တက္ကနန်းစေးရွာအတွင်းမှပြန်လည်ထွက်ခွာသွားကြောင်းတိုက်ပွဲဖြစ်နေစဉ်ရွှေဘုံကညနာယုံနှင့်တက်ဆွဲထားသောစစ်တပ်နှင့်ရွှေဘုံမြို့အခြေစိုက်အမှတ်နှင့်ထောက်ပို့တပ်ကလက်နက်ကြီးများအောင်ဝဲစွာအမြောင်များနှင့်ပြစ်ကူပေးခဲ့ရာရွှေဘုံမြို့ကာကြီးဝင်းအနီးအောင်မြေပုံးကြီးကျောင်းအတွင်သို့ကြားရောက်ပောက်ွဲခဲ့ကြောင်းအစိုးရဖြစ်စဉ်ကြောင့်မြေပုံးကြီးကျောင်းမှာ ကိုရင်၄ပါပြန်လည်တော်မူခဲ့ပြီးကိုရင်၈ပါတရားရရှိခဲ့ကြောင်းသိရှိရပါတယ်။ရွှေဘုံမြို့နယ်တက္ကနန်ကျေးရွာတိုက်ပွဲတွင်တော်လရင်ရဲဘော်၂ဦးကြဆုံးခဲ့ပြီးရဲဘော်၃ဦးတရားရရှိခဲ့ကြောင်းဖမ်းဆီးထိန်းသိမ်းရရှိခဲ့သောစစ်တုံးမှန်းဤပြောကြားချက်နှင့်တော်လရင်ရဲဘော်များ၏မျက်မြင်အရစစ်တပ်မှတေဆုံတိုက်ခိုက်မှုအလွန်များပြားခဲ့ကြောင်းခုလိုပဲသိရှိရပါတယ်ရှင်။ စစ်သားဝန်ထမ်းများနဲ့အငိမ့်စားဝန်ထမ်းများအားလုံးကိုအော်တိုဘားလ၁ရက်နေ့မှစတင်ပြီးလစာ၃တောင်းတိုးမြင့်ဝန်ကြီးဌာနမှနေစားလောက်အားကားကိုမူ၁ရက်လင်း9800ကျပ်အထိတိုးမြင့်ကလစာတိုးမြင့်မှုအတွက်လိုအပ်သောငွေကြေးများကို digital ငွေကြေးအပြင်ငွေဆက်ကူများထပ်မံရိုက်ထုတ်မည်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အကြံဖက်စစ်ကုံရှင်ကစစ်သားဝန်ထမ်းနဲ့အငိမ့်စားဝန်ထမ်းအလုံးကိုအော်တိုဝါလာတရနေမှာစတင်ပြီးအပေါ်ထောက်ပံ့ခြင်းအမြင့်တက်ကလစာ3000တိုးမြင့်လိုက်ပြီးဝင်ကြီးဌာနမှနေစားလောက်အကကိုမူတရက်လင်း9800ကျပ်အထိတိုးမြင့်လိုက်ကြောင်းစစ်ကုံရှင်လောက်ကဗနာရီနှစ်ခုံဝင်ကြီးဌာနကတရက်ဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။ အော်တိုဘာလာတရနေ့မှာစတင်ပြီးတနင်္ဂနွေလုံးရှိဝန်ထမ်းများစစ်သားများအငင်းသားများအနေနဲ့လစဉ်အပို့ထောက်ပံ့ခြင်းအဖြစ်လစာ၃တောင်းတိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း2023ခုနှစ်အော်တိုဘာလာအတွင်းပထမအကြိမ်ဖြစ်တဦးလင်းအပို့ထောက်ပံ့ခြင်း၃တောင်းကို၎င်း2024ခုနှစ်ဩဂတ်လတွင်ဒုတိယအကြိမ်ဖြစ်တဦးလင်းအပို့ထောက်ပံ့ခြင်း၃တောင်းကို၎င်းစုစုပေါင်းအပို့ထောက်ပံ့ခြင်း၆တောင်းတိတိုးမြှင့်ပေးခဲ့ကြောင်းအခုအော်တိုဘာလာတရနေ့မှာစတင်ပြီးတတိယအကြိမ်ဖြစ်လစဉ်အပို့ထောက်ပံ့ခြင်း၃တောင်းထပ်မံတိုးမြှင့်လိုက်ပြီဖြစ်ကြောင်းဝန်ထမ်းများစစ် တ်များအနေဖြင့်လစဉ်အပိုထောက်ပံ့ခြင်းကိုတောင်းခန်းစား권ပြုလိုက်ကြောင်းသိရှိရပါတယ်။အဆိုပါအပေါ်ထောက်ပံ့ကြေတိုးမြင့်မှုတွင်အငိမ့်စားဝန်ထမ်းများလည်းအကျိုးဝင်ပြီးယနေ့အော်တိုဘားလ၁ရက်နေ့မှစတင်ပြီးအငိမ့်စားဝန်ထမ်းများလည်းလစဉ်၃000ထပ်ဆောင်ရရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။ဒါပြင်ဝင်ကြီးများ ဌာနများတွင် နေစာလောက်ကန်နေသောနေစာဝန်ထမ်းများကိုမူတရက်လုံအားကောင်းအဖြစ်8800တိုးမြင့်တက်မှတ်လိုက်ကြောင်းသိရှိရပါသည်။ဒါကြောင့်ဂျက်ဘတ်စစ်ကော်မရှင်ကတိုးမြင့်လိုက်သောလစာကြောင့်ဝန်ထမ်းတသန်းကျော်အငိမ့်စာဝန်ထမ်းတသန်းနီးပါးနှင့်စစ်သားများအလုံးတွဲလစဉ်ငွေကြေးများထပ်မံရိုက်နှိပ်မည်ဖြစ်ပြီးမြို့ပြဒေသများမှာဝန်ထမ်းများအတွက်မူ digital ငွေကြေးနှင့်လစာပေးချေမည်ဖြစ်ကြောင်းသိရှိရပါသည်။ တဦးကို3000ကျပ်နဲ့လက်ရှိဝန်ထမ်းအငြိမ်းစားဝန်ထမ်းနဲ့တက်မတော်သားတွေစုစုပေါင်းလူဦးရေ3000နီးပါးအတွက်ငွေရီထက်တိုးသုံးရမယ်။နေပြည်တော်ရန်ကုန်မန္တလေးမှာရှိတဲ့ဝန်ထမ်းတွေကတော့ digital ငွေကြေးနဲ့ပေးမယ်လို့သိရပါဗျ။ကျန်တဲ့အခြားပြည်နယ်တိုင်းမှာရှိတဲ့ဝန်ထမ်းတွေအငြိမ်းစားတွေတက်မတော်သားတွေအတွက်တော့ငွေရီထက်ရရမယ်သဘောရှိပါဗျ။ငွေကြေးဖောင်းပွားမှုကတော့ထပ်ဖြစ်လာနိုင်တယ်လို့နေပြည်တော်သတင်းမြစ်ကခုလိုပဲပြောဆိုထားပါဗျရှင်။ ဆလဘီကရင်ကနေမျိုးနဲ့ချောင်းမရတိုက်ပွဲတွင်တက်ပြက်ပြီးထွက်ပြေးသွားသောစစ်သားများကိုလိုက်လံတိုက်ခိုက်မှုစစ်တပ်ဘက်မှ3ဦးသေဆုံးပြီး3အရှင်မီကတနက်9:00လက်သိစီရရှိရဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းနိုင်ကဏီမျိုးနဲ့ချောင်းမရွာတိုက်ပွဲတွင်တက်ပြက်ပြီးထွက်ပြေးနေသောအကြမ်းဖက်စစ်သားများကိုနိုင်လန်တိုက်ခတ်ရာစစ်တပ်ဘက်မှ3ဦးသေဆုံးပြီး3ဦးအရှင်မီကတနက်9:00လက်သိရှိခဲ့ကြောင်း ရဲမာပင်မျိုးနဲ့ပကဘာ ULF မှာတာဝန်ရှိသူတို့ကခုလိုပဲပြောဆိုထားပါဗျ။